ဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတာကတော့တာမွေပါဖို့ပဲဖြစ်ပါတယ်โอเคအဲ့တော့မင်းဆွေတို့ဘာပစ္စည်းတွေရှိလဲဆိုတာကျွန်တော်ပြပေးမယ်အာကျွန်တော်တို့ဒီ discount တွေထဲမှာမှာကုန်ွားတဲ့ဟာလေးတွေရှိတယ် discount ဒီလမှာကျွန်တော်တို့ကုန်ွားမဲ့ဟာတွေပေါ့နော်အမှန်တကယ်ကရှိလာမှာဈေးတက်မယ်ဆိုပြီးပြောတာဒါပေမဲ့ရှိလာအထိမရောက်ပါဘူးဒီလာမှာတင်ပစ္စည်းကုန်သွားပြီအဲ့ဒါပါလဲဆိုတော့ Roman Roman ကျွန်တော်တို့ battery ကအခုဆိုရင်ကျွန်တော်လက်လီအတွက်ကို တစ်လုံးနှလုံးမကြံတော့တယ်ဒါပေမဲ့အဲ့ဒါလည်းပြောရလူရှိတယ်လို့ပြောတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ရောင်းမှုကလောလောဆယ်ကရိုမန်ကမရှိတော့ဘူးလို့ပြောလို့ရမယ်အဲ့တော့အဲ့တစ်လုံးနှလုံးမဝယ်ဖြစ်ဘူးဆိုရင်တော့ကျွန်တော်ရောင်းမှုတော့ကျွန်တော်တင်ပေးမယ်ပေါ့နော်အဲ့လို့ဆိုတော့ okay အဲ့တော့ဘာရှိမလဲဆိုတော့ကျွန်တော်ရိုမန်အင်ဗာတာရှိမယ် CATL ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအဲဒါကကျွန်တော်တို့ Sunny Solar ပေါ့နော်6.5အဲပြီးရင်ကျွန်တော်တို့ Solivo ရှိမယ် Solivo နဲ့အတူ ITEL ရှိမယ် အဲပြီးမှကျွန်တော် less power ရှိမယ်ကျွန်တော် shutter sign ရှိအောင်ဒါတွေရှိအောင်အခုတကယ်အမှန်ကန် discount လာမှာဟိုမှာကျွန်တော်ရဲ့နော်အဲ salesman ကိုဇော်ကနေပြီးတော့မိတ်ဆွေတို့ပြောပေးမယ်အဓိကဒီ discount နေနော် shutter sign နဲ့ကျွန်တော်တို့ sunny solar နဲ့ပြီးတော့ဒီ shutter အဲ sorry top နဲ့ကျွန်တော်တို့ sunny solar နဲ့ discount နေလာပြီလုံးဝ10သိန်းတက်တာမယ် discount အဲ့ဒါလေးကျွန်တော်တို့အခုကနေစပြီးရှေးလာကုန်ထိကျွန်တော်တို့ရမှာပေါ့နော်အဲ၁၀စုံလောက်ပဲရောင်းမှာဖြစ်တယ်၁၀စုံလောက်ပဲပစ္စည်းရှိတာဖြစ်တဲ့အတွက်ပြီးတော့ကျွန်တော် grower တွေရှိအောင်မယ်ဒီ day ကြီးကလည်းအခုဒီ discount ကရှိနေတော့မယ်နော်အဲ့တော့ဒီဟာလေးတွေအကုန်ရပါမယ်မိတ်ဆွေတို့ဒီဘက်မှာလည်းကျွန်တော် roman နေအခုစပြီးထွက်နေပြီးရောင်းနေရပြီအဲ4.2 3.5လူတွေလည်းကြိုက်နေတယ်အဲစမ်းသုံးကြီးတဲ့လူတွေလည်းအဆင်ပြေတယ်လို့ကျွန်တော်တို့ feedback တွေလာနေတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြချင်တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် နောက်နေ့တွေမှာကျွန်တော် service center တွေမှာသွားပြီးတော့မိတ်ဆွေတို့အသေးချာလေးကျွန်တော် video တွေရိုက်ပြပေးမယ် service center တွေမှာဘယ်လိုမျိုးပြင်မှု ready တွေဖြစ်နေလဲကျွန်တော်ရဲ့စိတ်ချယုံကြည်အောင်ကျွန်တော်အသေးချာအာတိဆောက်ထားတဲ့ပေါ့နော်ဒီ brand တွေပေါ့နော်အဓိကတော့ brand တွေအဲ့ brand တွေကိုကျွန်တော်ကမိတ်ဆွေတို့ကိုယုံကြည်အောင်လို့ကျွန်တော်ပြောထားတာဖြစ်တဲ့အတွက်အဲ့ဟာတွေကိုကျွန်တော်က service center တွေခေါ်သွားပြီးကျွန်တော်ကိုယ်တိုင်ပြပေးမယ်ဘာတွေလုပ်လို့ရလဲဘာတွေဖြစ်နေလဲဘာလိုမျိုးပြင်နေလဲဆိုတာဘယ်လိုမျိုးယုံကြည်အားထားလို့ရလဲဆိုတာကျွန်တော် ြိုက်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်